ျွန်တော် NBA PA season 16ရဲ့ကျွန်တော် playoff stage ကိုတော့ကျွန်တော်ရောက်ရှိလို့လာပြီးတော့ဗျာဘယ်သင်းတွေ M7 ကိုတွားရမလဲဆိုတာဒီရပိုင်းအတွင်းမှာပဲဖိလစ်ပိုင်အသင်းတွေကပေါ်ထွက်လို့လာမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကျွန်တော် D3 playing stage မှာတွေ့ရမယ့်ကိစ္စတွေက Liquid PH နဲ့ Falcon PH ဗျာ။ Liquid PH ကတော့ဒီရာသီမှာအရင်ရာသီရဲ့ထက်ဆိုင်ကျွန်တော်တနည်းနည်းလေးပို့ပြီးတော့အားမရဘူးအထူးသဖြင့်ကျွန်တော်ဒီ overhead ပြည် lane phase ပိုင်းတွေဒီတွား join ရတဲ့အပိုင်းတွေပေါ့ဗျာ။အဲဒါပေမဲ့အဲဒီ Falcon PH ပေါ့ဗျာ။ Falcon PH ဆော့ခဲ့တဲ့ပိုင်းတွေမှာတော့ကျွန်တော်နည်းနည်းပို့ပြီးတော့ စင်းစားစရာတခုရှိနေရှိသူတို့ရဲ့ mentality ဘိုင်းမြား AP brand တုံးကဒီပလီယာတွေအစုဖွဲ့ပဲ Falcon PH မှာရာသီတစ်ဝက်လောက်ထိပွဲစားတိုက်ရှုံးတာ just saying oh my god liquid လိုပဲရှုံးတာကျွန်တော် liquid နဲ့ Falcon PH ကအတူတူပဲလို့ထင်ခဲ့ကြတာဒါပေမဲ့ Falcon PH ကပြန်လာခဲ့တယ်ဗျနောက်ဆုံးအချိန်ကြီးအထိမှာသူတို့နိုင်ပွဲရရှိတယ်ပြီးတော့ playoff stage ကိုရောက်ရှိလာတယ်အဲဒါပေမဲ့လက်ရှိအချိန်ဒီမှာတို့က lower bracket ရှိနေသေးရဲဆိုတော့ liquid ph နဲ့ falcon ph တွေ့ဆုံခဲ့တဲ့အချိန်ဒီမှာ best of 5 series ဒီနေ့မှာကျွန်တော် liquid ph ကိုတော့နိုင်မဲ့ ယခု pH နိုင်မယ်လို့ကျွန်တော်ခံမှန်းကျင်နေပေါ့နော်အဲ3 2လောက်နဲ့တော့ပြန်သွားမယ် now that the thing in here twisted mind pH နဲ့ TNC ဒီပွဲစဉ်တစ်လျှောက်လုံးမှာ twisted mind pH ကသူတို့ရဲ့လူငယ် player လက်သစ်တွေနဲ့အနီးပြားပုံချမ်းနဲ့အများကြီးတစ်တစ်လောင်းထားတဲ့အချိန်ဒီရဲ့ performance ပိုင်းအရန်အားရဖို့ကောင်းနေ TNC เนี่ยကျတော့ fan combination နဲ့ fan combination similarity ဖြစ်တယ်သူကတောက်လျှောက်ရှုံးနေရတော့မဟုတ်ဘူးဒါပေမဲ့ရာသီစပွဲစဉ်ဒီမှာအရန်ကြီးရလက်ကောင်းနေရမျိုးတွေမဟုတ်ဘူးဒါပေမဲ့ golden fighter ဆော့ရဲ့အချိန်မှာ benny q တိကတော်တော်လေး powerful ဖြစ်တယ်လို့ခံစားရတယ်။ tnc ရောနည်းနည်းပို့ပြီးသဘောကျမိရတော့အမှန်ပဲပေါ့နော်။အဲ့တော့ tnc နဲ့ twist mind ph ကတော့ tnc နောက်တဆင့်ကိုတတ်သွားမယ်လို့ကျွန်တော်နေခမန်းကျင်နေ um 31လောက်တော့ဖြစ်မယ်တင်နေ31လောက်တော့ကျွန်တော်ခမန်းကျင်နေဗျာ။ပစင်းကတော့ upper bracket ပေါ့ဗျာ။ liquid ph နဲ့ onic ph နဲ့ပြန်တွေ့ကြပြီ upper bracket မှာအဲ့ကျွန်တော်ခမန်းတဲ့အတိုင်းဖြစ်လာမယ်ဆိုရင်ပေါ့ဗျာ။အဲ့တော့ဒီနေရာမှာတော့ကျွန်တော် ် Onyx BH ကိုပို့ပြီးရွေးချင်တယ် Lesson Mind ရပို့ပြီးတည်ငြိမ်နေပေါ့နော် Best of 5 series မှာ32လောက်ပဲပေါ့ဗျာ Best of 5 series အပြည့်သွားမယ်ပေါ့ဗျာအဲနောက်တစ်ပွဲမှာဆိုလို့ရှိရင်လေ TNC နောက်တစ်ဆင့်တက်မယ်ဆိုတော့ Rura နဲ့တွေ့မယ်ပေါ့ဗျာလက်ရှိအချိန်တွေကကျွန်တော် Rura ကိုအကြိုက်ဆုံးပဲ Rura ရဲ့ consistency ရှိမှုနဲ့သူရဲ့ performance ဘိုင်းကတော်တော်ကြီးတည်ငြိမ်တဲ့အချိန်ကြီးတက်မှာရှိရပေါ့နော်အဲ Liquid BH နဲ့ TNC ကျွန်တော်အောက်ကိုဆင်းရမယ်အဲ့တော့ နောက်တစ်ဆင့်မှာတော့ကျွန်တော်ဒီ upper bracket ဒီနိုင်ငံအသင်းက M7 ကိုသွားမယ် saturation ချီတယ်ပေါ့နော်အဲ့တော့ on pH နဲ့ run နဲ့ပြန်ပြီးတော့တွေ့ကြမယ်ကဲရော်ရဲ့ယုံပေးမှုတွေဂင်းကောင်ရဲ့ယုံပေးမှုတွေတော့ကျွန်တော်ဒါတောက်လျှောက်မြည်တွေ့ရတယ်ဒါပေမဲ့အဲသူတို့နှစ်ယောက်လုံးရဲ့ပုံမှန်လက်ဆွဲအောက်ယုံနေတဲ့အခြေအနေမှာဆိုရင်အများကြီးပုံပြီးယုံခင်ရတယ်ပေါ့နော် regular season ဒီမှာဒါတွေကကျွန်တော်ကြုံတွေ့ရတဲ့ခိုက်တက်နေဖြစ်တယ် rural ဘက်မှာအဲ့ဒါကြီးတိတ်မတွေ့ရပဲနဲ့ king fawn ကအရန်ကောင်းလုံးတဲ့အခြေအနေတည်းရဖြစ်တယ်ပေါ့နော် အဲ့တော့အရင်ဆုံး M7 ကိုတွားရမယ့်အသင်းအနေနဲ့ကျွန်တော် router ကို command ချင်နေပါဗျာ Pixel 5 series မှာဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ3 2လောက်တော့တွားမယ်နေ2တွေအဲ့အောက်မှာတော့အောက်မှာဘယ်သူအောက်မှာစောင့်ရမယ့်အသင်းအနေနဲ့ကျွန်တော် liquid pH နဲ့ TNC ပေါ့ဗျာ liquid pH နဲ့နိုင်ငံကိုများပါတယ် liquid pH TNC ကတော့3 1လောက်တော့ဖြစ်မယ်နောက်တစ်ဆင့်မှာ liquid pH နဲ့ ionic pH တကယ်တမ်းသာကျတော့ဒီ lower bracket final မှာ liquid ph နဲ့ ionic ph ပြန်တွေ့ရမယ်ဆိုရင်ကျွန်တော်တို့တော်တော်ကောင်းခဲစရာတခုလို့ထင်တယ်။ဒါပေမဲ့လက်ရှိကျွန်တော်ရဲ့ prediction ရဆိုရင်တော့ ionic ph နဲ့ဒီခက်ခဲတွေကိုအများကြီးကျော်လွန်သွားမိုင်တဲ့အခြေအနေလို့ထင်တယ်ဗောနော်။ best of 7 series ဖြစ်မယ်ဗျ။ဖို့ဒူလောင်းနဲ့ပြတ်သွားမယ်နေထူတယ် TLPH တခုခုလုံးမှာတော့ရမယ်ပေါ့နော်ဒီလိုမျိုးမဖြစ်ချင်နေ Only PH 42နဲ့နိုင်သွားလိမ့်မယ်အဲ့တော့ Grand Final Match ကတော့ Aura နဲ့ Only PH ဲ့တော့ဘသူချမ်းမြန်ဖြစ်မလဲနည်းနည်းတော့ခံမင်းရခက်တယ်အဲဒါပေမဲ့ကျွန်တော်ရဲ့ဒီ opinion ရဆိုရင်တော့ Rora ပို့ပြီးတော့ကြိုက်တယ် Passport 7 series မှာတော့4-1လောက်ထိအောင်ကြိုက်တယ်ကျွန်တော်အနေနဲ့အဲ့တော့ champion တော့ Rora ပဲညီကိုရဲ့ MPPH မှာဘယ်သင်း champion ဖြစ်မလဲဆိုတာအောက်က comment section မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်က ST4 team ပဲဖြစ်ပါတယ်